န်စီတီအသင်းကသူတို့ဒုက္ခတွေ့နေကြနျူကာဆယ်ရဲ့စိန်ဂျိမ်းဘတ်ကွင်းထဲမှာဆက်လက်ဒုက္ခတွေ့ခဲ့ပြီးတော့နျူကာဆယ်အသင်းအနေနဲ့အကောင်းဆုံးသောခြေစွမ်းတွေနဲ့မန်ချက်စတာစီးတီးကိုအနိုင်ယူသွားခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ဝိုင်းစ်ဘတ်ကနေအတီကကွန်ကြီးပံ့ပိုးပေးထားပါတယ်စီတူအိုပီနီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအားကစားနေခြင်းခုံခြင်းနဲ့ပရိသတ်တွေအတွက် ဝိုင်းစပါက opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင်းနိုင်ပါတယ်ဒီ video ရဲ့ comment section မှာလည်း promo code ကိုချထားပေးပါဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မင်္ဂလာပါ Situ Opinio ကနေကြိုဆိုလိုက်ပါရစေအခုတင်ဆက်ပေးချင်တာကတော့ Newcastle 2 Manchester City 1လျှက်တပြက် review ပဲဖြစ်ပါတယ် Newcastle အသင်းကဒီပွဲမှာအကောင်းဆုံး 調査အားထုတ်သွားပြီးတော့ရုံးကန်သွားပြီးတော့ Man City အသင်းကိုအနိုင်ယူခဲ့တယ်။ Titan နဲ့နိုင်ပွဲဖြစ်ခဲ့တယ်။ဒီထက်တောင်ကိုရှားနိုင်တဲ့အခွင့်အရေးတွေကိုဖန်တီးနိုင်ခဲ့ပြီးတော့ Newcastle အသင်းဟာတိုက်စစ်ကစားရင်လည်းတိုက်စစ်ကိုပြပြပြမြင်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ခံစစ်ကစားတဲ့အချိန်မှာလည်းခံစစ်ကိုပြပြပြမြင်ကစားနိုင်ခဲ့ပြီးတော့သူတို့တကယ်စုဖွဲ့နေတဲ့အချိန်ဆိုရင်ခိုင်မြဲတဲ့ block တုံးတွေ central lane ထဲမှာတောက်လျှောက်ချထားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်။ Man City အနေနဲ့အဲ့ဒီ ထိုင်ထားတဲ့အထိုင်ကိုချိုးဖြတ်ဖို့အတွက်အရန်ခက်ခဲခဲ့တယ်။အာလင်းဟာလန်ထူးထူးခြားခြားဘာမှလုံးလုံးမရတဲ့ပွဲဖြစ်ခဲ့တယ်။ကျွန်တော်အနေနဲ့ဒီပွဲရဲ့ preview ကို Soccer House မှာတင်ဆက်တော့ငါအာလင်းဟာလန်ဟာဒုက္ခပေးနိုင်ပဲလို့ကျွန်တော်ယုံကြည်ထားတယ်။ Newcastle ဟာ Man City ကိုဒုက္ခပေးမယ်ဆိုတာလေကျွန်တော်လက်ခံထားတယ်။ဒါပေမဲ့အဲ့လိုမျိုးဒုက္ခပေးသည့်တိုင်အောင်ဟာလန်ဟာ Newcastle ကိုတခုခုတော့လုပ်ပြမယ်လို့ကျွန်တော်စဉ်းစားထားတယ်ပေါ့နော်။ဒါပေမဲ့လည်း တကယ်တမ်းမှာကြာတော့လုံးဝဟာလန်ကိုဘာမှလုံလုံမရအောင်လို့ယူကာဆယ်ခန်စစ်ကနူလဖိုင်းလုပ်သွားတယ်အထူးသဖြင့်ဘာလစ်တီယောရဲ့ကစားသွားတဲ့ပုံစံကအရန်ကိုသဘောကျဖို့ကောင်းတယ်မာလစ်တီယောရဲ့ပြီးတော့ဖေဘီယန်ရှယ်ရဲ့သူတို့နှစ်ယောက်ကစားသွားတာတော်တော်လေးပြည့်စုံတယ်အဲ့ဒီပြည့်စုံမှုကိုနောက်ထပ်ပတ်မှုပေးထားတာကထုံးစံအတိုင်းယူကာဆယ်ပွဲတွေမှာမပြောမဖြစ်ပြောရမယ်ဇလိုက်ကျော်သူတို့ရဲ့ကွင်းထဲ၃ယောက်တန်းအဲ့တော့ဂျွယ်လင်တန်ရဲ့စန်ထရိုထူနာလီရဲ့ဘရီနိုကမာရီရှယ် ဒီ3ယောက်ကစားတဲ့ကစားသွားပုံက perfect ပဲဒီပွဲရဲ့အသက်လို့လည်းပြောလို့ရတယ်တိုက်စစ်မှာရောခန်းစစ်မှာရောသူတို့ရဲ့အခန်းကဏ္ဍကကြီးမာခဲ့တယ်ပြီးတော့ဒီ second ball တွေကောက်တာပေါ့နော်အဲ့တော့ဒီပွဲမှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုက Newcastle အသင်းအနေနဲ့ဘေးတက်ကိုသူတို့ပေးပြီးတော့ဟိုကစားမနေဘူးသူတို့လောက်တာက Fabian Shaw ကခက်ဝေးဝေးလေးမှနေရာယူထားတယ် Malitier ကနားလောက်မှရှိတယ်ကိုသမား Nick Pope ကနားမှရှိတယ် Fabian Shaw ပေးတယ်ဖေဗရင်ရှာဘုံစုကန်တန်လိုက်တယ် ဲ့လိုပုံစံမျိုးပဲဒီပွဲကိုအဓိကတုံးသွားတယ်ပေါ့နော်အဲ့တော့ Liverpool ကိုသူတို့ဒုက္ခပြတော့လေအဲ့လိုမျိုးကစားတာပါပဲအဲ့လိုလမ်းတင်လိုက်တယ်တင်လိုက်တော့ရရင်လည်းရမရရင်လည်းအောက်ကြလာစကန်ဘောကောက်ဆိုတဲ့ပုံစံမျိုးကိုပဲ Newcastle ကတုံးတယ်သူတို့ဒီ high turnover ဖြစ်မဲ့အခြေအနေမျိုး Manchester City က high pressing ကျွမ်းကျင်တဲ့အသင်းဖြစ်တဲ့အတွက်အဲ့အခွင့်အရေးမပေးဘူးသူတို့ကပဲအဲ့ခွင့်ရေးကိုသူတို့ကလောက်တာသူတို့က high pressing နဲ့ man city ကိုဒုက္ခပေးတာသူတို့ကို man city ဒုက္ခပေးခြင်းမခံဘူးသူတို့ကဘောလုံးကိုပြီးတဲ့လောက်မလို့ဘုံးဆိုပြီးကန်တင်လိုက်တယ်အဲ့ဟာကိုတုံးတယ် ဒီ share ကိုမပေးဘဲနဲ့နေဖို့ကိုယ်တိုင်ကန်တင်နဲ့ကန်တင်နဲ့အရှိမတိုက်ဖို့အတွက်ကစားသမား2ယောက်ရှိတယ် voter mara ရဲ့ joelin ten ဒီကစားသမားတွေတိုက်တယ်ပြီးတော့ဒီ lower line နဲ့ tonali တို့ bruno gamma race တို့ကဒီ aerial jewel တွေကိုကောင်းကောင်းဆင်နေတဲ့ကစားသမားဖြစ်တယ်ပြီးတော့မြေကြီး jewel တွေမှာလည်း jewel အရန်ကောင်းတဲ့အဲပြောမှဆိုရင်ဒီ premier league ရဲ့ physical အကောင်းဆုံးဟိုလူလေအကြတတ်ဆုံးကွင်းလေပေါ့နော် ပြောမှဆိုရင်တချို့အခြေအနေတွေမှာညက်ပတ်တတ်တယ် ညစ်ပတ်တဲ့ဖောင်းတွေယူတတ်တယ်အဲဒီညင်ညင်ညင်နဲ့အင်မတန်များတယ်ကွင်းလေပေါ့နော်တစ်ချိန်တည်းမှာလောအောင်လုံးကောင်းတယ်ကိုယ်တိုင်ကဖောင်းတွေကျူးလွန်လိုက်ဖို့လည်းဝင်မလေဘူးအဲ့လိုကျူးလွန်တဲ့နေရာမှာလည်းကျင်လည်မှုရှိတယ်အဲဒီကွင်းလေပေါ့နော်အဲ့တော့ဒီသုံးရောင်ပေါင်း quality ကအမြင့်ဆုံးပဲအဲ့ဒီအဲအဲ့ဒီခုနလိုမျိုးအဲဒီဘူလီကြကြဘူလီလုတ်တက်တဲ့အဲဒီဆွဲဆောင်ရင်မှာပေါ့နော်အဲ့တော့ညူကတ်ဆယ်အဲ့ဒါအရင်ကောင်းတယ်အဲ့တော့ဒီပွဲမှာသူတို့ဟာဒါကိုပြသွားတယ်ပြီးတော့ သူတို့ရဲ့ဒီတိုက်စစ်နဲ့ချိတ်ဆက်ပုံပေါ့နော်ဗူဒါမာတာကဒီကျွန်တော်မကြာခဏဒီအကြောင်းကိုပြောလို့ရှိတယ်ကျွန်တော် UU 27ကပြောလာတာပေါ့နော်ဗူဒါမာတာအရေးကြီးရောအရှိကြီးပဲဒါပေမဲ့သူကဒီလိုချိတ်ဆက်ပြီးတော့ကစားတဲ့ကစားသမားကျွန်တော် preview မှာတော့ကသူ့ရဲ့အဲ့ဒီ view ကစမှာအဲ့လိုချိတ်ဆက်ပြီးကစားပုံကတိတ်မပေါ်လွင်သေးဘူးလို့ပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တောင်မန်နေအသက်မဝင်လို့အဲ့တော့ဒီပွဲမှာ view ကစဲတောင်မန်နေအသက်ဝင်ခဲ့တယ်အန်တိုနီဂေါ်ဒွန်ပြတ်မပါသေးဘူးဒါပေမဲ့ဒီပွဲမှာ Harvey Barnes ရဲ့ခြေစွမ်းပြခဲ့တဲ့ပွဲဖြစ်တယ် ဟာဗီဘန်စ်ကအတွင်းထဲမှာအပြင်မှာအကောင်းဆုံးကစားနိုင်ခဲ့တယ်။မာဖီကကြတော့အမြဲတမ်းတာဝန်ကျေးတယ်။ပြီးတော့သူ့စီက cross တွေထွက်တယ်။ဒီဘွဲမှာအဲ့ဒီပုံစံကိုရအောင်အကောင်းဆုံးဗိုဒါမာတာကချိတ်ဆက်ပြီးတော့ကစားပြီးသွားတယ်။ပြီးတော့သူကိုယ်တိုင်အခွင့်အရေးကောင်းတွေလည်းရရှိခဲ့တယ်။ပထမတစ်ကြိမ်ကောင်းတိုက်တာကိုသမတော်နာရူမာအရန်ကောင်းလို့မကူတာ။ပြီးတော့နောက်ထပ်ဒုတိယပထမပိုင်းမှာပဲပြီးကန်ဒီလေးမှာပေါ့နော်လွတ်သွားတာ။ဟာဗီဘန်စ်ထိုးပေးတာကိုဗိုဒါမာတာလွတ်တယ်။ ကန်လာကန်ချက်မညံ့ဘူးကာလာတော်တော်ကောင်းတာကိုတွေ့ရတယ်အဲ့နှစ်ချိန်ကာကွယ်သွားတယ်ပြီးတော့ဒီဒုတိယပိုင်းအစောပိုင်းမှာလည်းတစ်ချိန်ရသေးတယ်အဲ့ဒီချိန်ကတော့လူကျွန်ဘောဖြစ်နေတယ်သူသွင်းတယ်ဒိုနာရူမာအရန်ကောင်းတယ်ကာတယ်ပြောမှဆိုဒိုနာရူမာကဒီဘက်မှာတော်တော်လေးကိုကာနိုင်ခဲ့လို့သားအဲ့တော့လူကျွန်နဲ့ဖြစ်ရက်ကလေးတွေရှိတယ်ပြီးတော့လူကျွန်ဘောအဲအနေငယ် suspect ဖြစ်စရာအနေထားတော့ရှိတယ် suspicious ဖြစ်စရာတော့ရှိတယ်ဒါပေမဲ့အဲဒီဖြတ်တင်ပေးလိုက်တာပေါ့နော် Harvey Benz ပေးလိုက်တာပထမဆုံးမှာအစောကြီးပဲအဲ့ရလဲ ဘေးချော်သွားတယ်။ Newcastle အနေနဲ့အဲ့လိုမျိုးအပိုင်အခွင့်ရေးကြီးတွေအများကြီးရရှိခဲ့တယ်။အဲ့ဒီကမှဒါနှစ်ကိုးရအောင်လို့တွန်းနိုင်ခဲ့တယ်ပေါ့နော်။ဆိုလိုချင်တာက Newcastle ဒီပွဲကိုကစားသွားတာဒီ tactically တော်တော်လေးကိုကောင်းတယ်။ဒီပြားကညွန်ကြားထားတဲ့အတိုင်းကိုအကောင်းဆုံးကစားနိုင်တယ်။ပြီးတော့ဒီ central area ကြီးတွေမှာအထူးသဖြင့်ပထမပိုင်းမှာမှနည်းနည်းလေးဟာသေးတယ်။ဒုတိယပိုင်းမှာသူတို့ကိုရပြီးတဲ့အခြေအနေတွေနောက်ပိုင်းမှာအရန်ကောင်းတာကိုတွေ့ရတယ်။မန်ချက်စတာစီးတီးကအဲ့ဒီအဟားတွေကြားတဲ့ကို pocket တွေရှိတယ်အဲ့ pocket တွေလေးကိုအဲဒီ foreign ရေပြီးတော့ဒီ banaro saver ရေဒီကစားသမားတွေဝင်ပြီးတော့ကစားနေတယ်ပြီးတော့ ryan sharkey လည်းကစားတယ် ryan sharkey က feed လုပ်ပေးတယ် foreign ရတယ်ဒါပေမဲ့ foreign ကလည်းနည်းနည်းလေးဒီဘွဲ့မှာ execution တွေညံ့နေတာပေါ့နော်ပြီးတော့ကိုယ့်ဘက်ကနည်းနည်းလေးဟာနေတယ်လွတ်နေတဲ့အခြေအနေလေးရှိတယ်လူကဆယ်ဟာနေတဲ့အခြေအနေလေးရှိတယ် man city အခွင့်အရေးတွေရတယ်အဲ့အခွင့်အရေးတွေကိုဖြုံးတိပြစ်ခဲ့တာပေါ့နော် man city အနေနဲ့ပထမဆုံးမှာဆိုရင်ကန်သွင်းချက်တွေ အမ်ပေါ်ပေါ်ဒီရာနူကဆယ်ရဲ့ကံသွင်းချက်တွေကတော့ပိုအားကောင်းတယ်ဂိုးဖြစ်နိုင်ခြင်းများတယ်ဒါပေမဲ့မန်စီးတီးအသင်းဘက်မှာလည်းဂိုးဖြစ်နိုင်ဖို့လုံလောက်တဲ့ကံသွင်းချက်တွေရရှိခဲ့ဒါပေမဲ့သူတို့ဖြစ်တယ်လို့လေးတွေအကန်ဒီခဲ့တော့ပုံသွားတယ်ပေါ့နော်နောက်ပိုင်းမှာကျတော့အဲ့လိုလုတ်ွက်တွေမရတော့နူကဆယ်ကစားတာအရင်စေသွားတယ်အလေကြီးမှာလောကတောင်ပံမဖြန့်မဲနဲ့ဂျော်လင်တန်ထိုနာလီဘရူနိုဂမရစ်အပြုံလိုက်ကြီးစုပြီးတော့ဝိုင်းဆောင်နေတာမျိုးတော်တော်လေးကိုသဘောကျဖို့ကောင်းတယ် Man City ရဲ့အသက်ကအမ်ပြောမှဆိုရင်ဒီ Foden ရဲ့ချိတ်ဆက်မှုတွေအပေါ်မှာအများကြီးမူတည်တာပေါ့နော်အဲ့တော့ Foden ဟာဒီပွဲမှာသူချိတ်ဆက်မှုတွေအများကြီးမလုပ်နိုင်ခဲ့ဘူးသူတော့လွတ်နေရဒါပေမဲ့သူလိုက်ချိတ်ဆက်လို့မရအောင်အဲ့လိုချိတ်ဆက်လို့မရအောင် Newcastle ကဖျက်တောက်နိုင်ခဲ့တယ်အရန်သဘောကျဖို့ကောင်းတယ်ခစားလာအဲ့တော့ physical ဒီ mental နှစ်ခုအရန်ရှိပါတယ်ပေါ့နော်အဲ့တော့ပြီးတော့ဒီနောက်ထပ် Man City ရဲ့ build up တွေ build up တွေကလွယ်ကူမနေခဲ့ဘူး Newcastle ရဲ့ high pressing high pressing ဆိုတာဒီဘွဲရဲ့ pass for defensive action က Newcastle အရင်မြင့်နေမှာပေါ့ဘူးဒါပေမဲ့တကယ်ပြီးတော့လုတ်တဲ့အချိန်အရေးပါတဲ့အချိန်ဒီ Newcastle အမှန်မှန်ကန်ကန်လေး present တက်လုံနိုင်တာကိုတွေ့ရတယ် Man City လွတ်သွားတာလဲအဲ့ဒီ pressing ကိုကြော်နိုင်တဲ့အချိန်တွေပြီးတော့ second ball ဝင်လူတဲ့အချိန်ဒီ Newcastle ဟာသွားတယ်ဟာသွားတဲ့အချိန်မှာ Man City ဖက်ကနေဖက်ကနေရှေ့ကိုပေးပြီးတော့ဒါအထူးသဖြင့်အဲဒီလွတ်သွားတဲ့အချိန်လေးပထမဆုံးလွတ်သွားတဲ့အချိန်လေးရှိတယ်အဲ့ဒီအချိန်လေးဆိုအဲ့လိုမျိုး ဟိုမန်စီးစီးကစားသမားရဲ့ quality မြင်တာတက်ကတင်ကစကေးအေးမြင်တာအဲ့တော့ဟာသွားတယ်သူကဖက်ကနေထိုးပေါက်နိုင်ကြွန်းရှိတယ်အဲ့လိုဖက်ကနေထိုးပေါက်တဲ့အချိန်လေးတွေတော့လွတ်ခဲ့တယ်ဒါပေမဲ့ပွဲချင်းကြာလာတဲ့နေ့မြကြာလာတဲ့နေ့မြလူကာဆယ်ကိုဟာကွက်ရှာဖို့ဘလို့မှမစွမ်းတာခဲ့ဦးနူကာဆယ်ကစားတာပိုကောင်းခဲ့တယ်ပြီးတော့နူကာဆယ်အသင်းရဲ့ပထမဂိုးတော်တော်လေးကိုလှပတယ်အခန်းစစ်ကနေဒီနေဖုတ်ကန်တင်လိုက်တာကန်လိုက်တာကိုဂျွယ်လင်ထံကောင်းတိုက်တယ်ဂျွယ်လင်လုတ်တယ် ရတယ်ဒါပေမဲ့ဂျွယ်လင်တန်ဘသူစီတိုက်ပေးပါတယ်ဆိုပြီးတိုက်တာမဟုတ်ဘူးဒီတိုင်းပဲတိုက်လိုက်တာတိုက်လိုက်တယ်ခန်းစစ်ကနီကိုအိုရာလီရှင်းထုတ်လိုက်တယ်ဂျွယ်လင်တန်ပြန်ပြီးတော့အဲ့ဘောလုံးစားတယ်ပေါ့နော်စားတဲ့အချိန်မှာသူနဲ့ဒီချိတ်ဆက်မှုပေါ့ဘရူနိုကမ်မာရစ်နဲ့တော်တော်လေးကိုကောင်းတယ်ပြီးဘရူနိုကမ်မာရစ်ကရှေ့ဆွဲတယ်ဒီကစားသမားဘယ်လောက်လေလဲဆိုတာကျွန်တော်တို့အမ်ချာခနာတွေ့နေရပြီးသားပါအဲ့တော့ဒီဂိုးမှလည်းသူ့ရဲ့လေပတ်မှုသူ့ရဲ့လှုပ်သွားတဲ့ပိုက်ရည်တွေအရင်ကောင်းတယ်ဟာဗီဘန်စ်တွေ့တယ်ဘရူနိုကမ်မာရစ်ကိုပြန်ပေးတယ် ီးတော့သူ့ရဲ့အားသာချက်လွယ်လွယ်ကူကူဘယ်တော့မှမလဲပြူအရင်ကြီး skill ကောင်းပြီးတော့ ball carrying လမ်းထွက်နေတဲ့ player မဟုတ်ဒါပေမဲ့ तू အဲ့လိုပဲပိန်ပိန်လေးလေးနဲ့ရအောင်တည်တယ်ပြန်ချပြီး happy bands အကောင်းဆုံးသွင်းသွားတယ်အဖွင့်ကူပေါ့နော်အဲ့တော့အဲ့ကူမှာဒါ newcastle ရဲ့ပောက်ွယ်အားကိုတွေးရပေါ့လေ manchester city ကလည်းဟိုတော်တော်ဆဆလောင်လောင်နဲ့ဒီပွဲကိုအာရုံအရန်ထည့်ထားတယ် arsenal ကလည်းအခြားကမှပွဲကျက်နေတယ် manchester city ရဲ့ခြေစွမ်းကလည်းတရေရေတက်လာနေတယ်အဲ့ချိန်တွေမှာဒီပွဲကို ရလက်ကောင်းရဖို့အတွက်သူတို့တော်တော်အားထည့်တာလေควาดูลาဆိုရင်ဒီကိုပြလိုက်မှာတော်တော်ပောက်ကွဲနေတော့ကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲ့တော့ကိုပြပြပြချင်းမကြပါဘူး3မိနစ်ခွဲလောက်မှာချက်ချင်းကိုပြန်ရတယ်ရူဘင်ဒီယက်စ်တွင်းသွားတယ်အဲတော်တော်လေးကောင်းပါလေဒီကိုလေဒါမန်ချက်စတာစီးတီးအတွက်ဒီရာဒီပထမအဦးဆုံးဆက်ပီးစ်ကနေရရတယ်ကိုဖြစ်လာတယ်ဗောနော်အဲ့တော့ဆက်ပီးစ်ကနေတင်လိုက်တယ်ရှန်ထွက်သွားတယ်တိုကူပြန်တင်ပေးတာဗောနော်တိုကူအဲ့မှာပစ်ကပ်ကောင်းတယ်အဲ့နာရလေးနည်းနည်းလေးလွတ်သွားတယ်ညူကဆေးကအဲ့မှာတင်ခံရပြီးတော့ဒီဘက်ကရှာကီကန်နဲ့ပြန်ထွက်လာတယ် ရန်ဒီယက်စကန်နဲ့ဖာဗီယန်ရှားပေါင်ဂျာစီအမမီယူကိုးသွားတယ်ပေါ့နော်အဲ့တော့မန်စီးစီးပြန်လာပြီပဲထင်ခဲ့တယ်အဲ့တော့အချိန်မှာရူဘင်ဒီယက်စကန်နှာခေါင်းသွေးထွက်နေတော့ဝင်းပြင်ပြန်ထွက်လာတယ်တော်တော်လေးကိုဖီယက်စ်ဖြစ်တယ်ပေါ့နော်အဲ့အချိန်နေရူဘင်ဒီယက်စကကွင်းထဲဝင်ကျင်နေနျူကာဆယ်ဘက်မှာလူလဲကြရတယ်ဘာလို့လဲဆိုရူဘင်ဒီယက်စမရှိရင်သူတို့ကိုးသွင်းဖို့ပိုလွယ်တယ်အဲ့ဒီမှာဒီအစီအစဉ်ကြီးညာရဲ့လူရဲ့ပြောကြကြအရရီယန်ရှာကီရဲ့ခွင်းထဲမှာထိုင်ချလိုက်တယ်လို့သိရတယ်ပေါ့နော်ရူဝင်ဒီယက်ဝင်လာဖို့အတွက်လုံလောက်အောင်ဒီကော်လာရရနေအောင်ချင်းချင်းမှာ အဲ့တော့ ruin dias ပြန်ဝင်လာဝင်လာပြီးတော့တောင်းကောင်မှာတလုံးတင်တယ်သူရှင်းထုတ်လိုက်တယ်နောက်တလုံးထပ်တင်တယ်အဲ့အလုံးမှာကိုးသွားတာပေါ့နော်ကိုးသွားလာကတန်းခိုးတာတော့မဟုတ်ဘူးရှုပ်ရှက်ခန့်နေတဲ့ဒီသားလေးဖြစ်တယ်အဲ့အချိန်မှာလဲ Harvey Burns ကိုချီးကျူးရမယ်ခိုးသွင်းယုံတယ်မဟုတ်ဘူး तू ကအဲ့ဖြစ်ရက်ကိုစတင်ပေးခဲ့တဲ့နေရာမှာဒီပြန်ကောက်ပြီးတော့ပြန်ထိန်းထားတယ်ထိန်းထားပြီးသားလေးဆွဲပြီးတော့ဒီဘက်ကိုပြန်ပေးလိုက်တယ်ပြန်ပေးလိုက်တဲ့အချိန်အနေမှာလန်တင်နဲ့ဖိုတာမာလာကခေါင်းတိုက်တယ်ဒီဘက်က Bruno Gamarish လောက်သွားတယ်သူကထက်ဆင်ခေါင်းတိုက်တဲ့တိုင်းထိပ်ရှန်ထွက်လာတယ် အဲ့ချိန်မှာဒီ Harvey Banks အကောင်ဆုံးတွင်းနိုင်ခဲ့တယ်အကောင်လုံးက perfect ဖြစ်ခဲ့တယ်တွင်းသွားတာအကောင်လုံးတည်တည်ငြိမ်ငြိမ်နဲ့ဘလို့စရာရှိရာလောက်သွားတဲ့အတွက်ကိုးရတယ်လူကျွန်ဘောဖြစ်ဖို့တော်တော်လေးနှီးစက်ခဲ့တယ်တကယ်နာတဖြားလေးမျိုးလုံးနဲ့ကြည့်ရင်ကျွန်တယ်လို့ထင်ရတယ်ဒါပေမဲ့တကယ် semi automated system premier league မှာရှိနေပြီသားဖြစ်တဲ့အတွက် semi automated system နဲ့သူတို့ပြတ်သားခဲ့တယ်မကျွန်ခဲ့ဘူးဘာလို့လဲဆိုတော့ Manchester City ကစားသမားရဲ့လက်ကြောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့6လောက်ကိုလည်းမြင်ရလက်ကိုမမြင်ရဘူးပေါ့လေ ဲ့တော့ခြေတောက်ကတော့ဘယ်လိုကင်မရာတွေကျွန်းတက်ရောက်ရောက်ရှိပြင်မယ်လက်ကိုပါထည့်သွင်းစဉ်းစားလိုက်တဲ့အခါမှာတော့မကျွန်းဘူးအဲ့ဒီအခါမှာတော့ယူကဆယ်အသင်း2-1ဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာယူကဆယ်ကတော့ပိုလွတ်သေးတယ်မန်ချက်စတာစီးတီးအနေနဲ့ဘာခွင့်ရမှမရခဲ့တော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ယူကဆယ်ကစားတာပူပူပြီးပူပူပြီးကောင်းလာတာကိုတွေ့ရတယ်အရန်ကြက်လက်ခဲ့တာကိုတွေ့ရတယ်ယူကဆယ်ရဲ့ဒီခန်းစစ်အလဲတွေမှာမန်ချက်စတာစီးတီးအရေးပြောသွားခဲ့တယ်ကျွန်တော်ကတော့ဟာလန်ခုခုလုံနိုင်မယ်လို့ထင်ခဲ့ပေမဲ့ ဟာလန်မှာအရေးပြောသွားတာကိုတွေ့ရတယ်ဒါရှရှပပပဲဂိုးပသွန်းနဲ့ပွဲရှိဟာလန်အဲ့ဒါပြဿနာမဟုတ်ဘူးဒါပေမဲ့ဒီပွဲမှာဟာလန်ဘာမှမလုပ်နိုင်ခဲ့ဘူးပထမပိုင်းမှာနည်းနည်းလေးလွတ်သွားတာမျိုးလေးတွေတော့ရှိတယ်အဲ့လောက်ပဲရှိပြီးတော့တကယ်ပွဲကယုံနေခြင်းမှာဟာလန်ဘာမှလုပ်လို့မရဘူးအဲ့တော့ဒီညမှာတော့ကျွန်တော်ဟာလန်အပြစ်တင်တာတော့မဟုတ်ဘူးဒါကျွန်တော်မျှော်လင့်ထားတဲ့အကြောင်းကိုကျွန်တော်ပြောပြတာအပြစ်တင်ကြလည်းမရှိဘူးဘာလို့လဲဆိုတော့အရှင်းရှင်းလေးပဲကျွန်တော်ယူဆဟာလန်ကိုတားလို့မရဘူးဟာလန်ကိုတားခြင်းဟာလန်စီလာမဲ့ဘောလုံးတွေရအောင်တားအဲ့တော့တကယ်ကျွန်တော်အဲ့လိုမျိုး ပြောပြပါလဲဒါကျွန်တော်အယူအဆပေါ့နော်အဲ့တော့ဒီဘွဲမှာ Newcastle ကဟာလန်စီဘာပေါ်လုံးမရောက်မလာအောင်ဒါစီနိုင်ငယ်လို့ကျွန်တော်ကလည်းဒါထပ်ပြီးယူဆတယ်အဲ့ဒီအတွက် Man City အနေနဲ့ဘာမှလုပ်လို့မရခဲ့ဘူးအဲ့ဘာမှလုပ်လို့မရခဲ့ခြင်းအတွက် tactical plan ကတော့အလဲကြောတစ်ခုလုံးကို nullify ဖြစ်အောင်လုပ်ခြင်းလို့ကျွန်တော်ယူဆမိတယ်အဲ Newcastle အဲ့ဒီအရာကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဒါကတော့တခြားသင်တွေလည်းမသိတာမဟုတ်ဘူးဒါပေမဲ့သိတယ်ရအောင်မလုပ်နိုင်လားဒီ Newcastle ကဒါကိုရအောင်လုပ်နိုင်တယ် ီးတော့ Man City ကိုထိုးနှက်တဲ့ formula ဖြစ်တဲ့သူ့အနောက်ကိုကြော်ချအမြန်မြန်ပြေးအဲ့တော့ဒါကဒါကိုအလုပ်ဖြစ်အောင်လုပ်နိုင်ဖို့ပဲလိုတယ်ပြီးတော့ long ball တွေလုပ်ဖြစ်အောင်လုပ်နိုင်ဖို့လိုတယ် set piece တွေလုပ်ဖြစ်အောင်လုပ်နိုင်ဖို့လိုတယ်အဲ့ဒီအရာအားလုံး Newcastle ကအလုပ်ဖြစ်အောင်လုပ်သွားခဲ့တယ်ဒါကြောင့်နိုင်သွားခဲ့တယ်တကယ် tight တန်နိုင်ဖို့ပဲဖြစ်တယ်ကျွန်တော်ကတော့တော်တော်လေးကိုအတိမပြုတ်ပြီးတော့ဒီ Eddie Howe အသင်းကိုလည်းအဲဒီလိုမျိုးပေါ့နော်သူတို့ကမဖြစ်တဲ့နေရာလောက်ထိရောက်နေအဆင့်ကအဝေးကွင်းတွေမှာစုပ်ပြတ်တက်နေတော့အိမ်ကွင်းမှာတော့ကြောက်ဖို့ကောင်းတယ် အခုရလက်ကောင်ရယူသွားတယ်ပေါ့နော်ထိုက်တန်နေနိုင်ပွဲဖြစ်သတ်မှတ်ခြင်းနဲ့ဒိုင်တယ်ရစ်ကိုတော့ထပ်မံပြီးတော့လှုပ်ခတ်လိုက်တဲ့ပွဲတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိအချိန်မှာ၄မှတ်กว่าနေအာဆင်နယ်ကတော့မကစားရသေးဘူးအာဆင်နယ်လည်းစပါတင်နဲ့ဆိုတော့ပွဲချက်တယ်ပေါ့နော်အဲဒီကြားထဲမှာကအမျက်ထွက်တာ Chelsea Chelsea ကပန်လီကိုနိုင်ထားတဲ့အတွက် Manchester City ကိုတော့ကြော်ပြီးတော့တက်လာတယ်ပေါ့နော်အဲ့တော့ Arsenal နဲ့၃မှတ်กว่าမှရှိနေတယ်။ Man City နဲ့ Arsenal ၄မှတ်กว่าဖြစ်နေတယ်။အဲ့တော့ Arsenal က ဘာမှတမမမရရင်တော့ AC ပဲတပွဲစားအသာလေးရနေတယ်ဆိုတဲ့ပုံစံမျိုးမှာရှိနေတယ်ပေါ့နော်အဲ့တော့ title risk ကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းအောင်လုပ်ပစ်လိုက်တဲ့ပွဲအဖြစ်ပြောမှဆို Arsenal ပြည်သက်တွေပျော်ရွှင်စေမဲ့ပွဲအဖြစ်ဒီပွဲကဖြစ်တည်ခဲ့ပါတယ်ကြည့်ရှုအပိတ်ခဲ့တဲ့တော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လဲဆော်တွေ့ပါမယ်ခင်ဗျာ